ဟုတ်မင်္ဂလာပါဗမိစရကောင်းမှကျူဆိုပါတယ်ဟိုက plan ထားပါရဲ့နဲ့အဲ့ဒီ plan တွေကကိုထင်ထားတဲ့အတိုင်းမဖြစ်ဖ ೇನೆ ကိုမထင်ထားတာညဖြစ်လာတဲ့အခါမျိုးမှာဟိုရှေ့ဆက်ဖို့အတွက်ခက်ခဲနေတာမျိုးပေါ့အဲ့လိုမျိုးတွေတွေ့ကြုံဘူးလားဆိုတော့ဒီဘက်လူငယ်တွေအတွက်ပြောပြမယ် you development series တင်းမှာ အကြောင်းအရာကပါလဲဆိုလို့ရှိရင် goal setting ပေါ့နော်ကျမတို့ရည်မှန်းချက်ရင်ကြီးတဲ့လူတွေရှိတယ်ကျမကိုယ်တိုင်လည်းရည်မှန်းချက်ကြီးခဲ့တယ်ဆိုတော့လူရည်မှန်းချက်ကြီးတိုင်းမရတဲ့လူတွေရှိတယ်ရည်မှန်းချက်ကြီးပြီးတော့ရတဲ့လူတွေလည်းရှိတယ်ကျမတို့အဲ့ဒီဟာကို realistic ဖြစ်ဖြစ်နဲ့ရောက်သွားမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြမယ်တကယ်လို့မှကိုရီးယားပထမပတ်ဖဲနဲ့အခက်အခဲတွေဖြစ်လာတဲ့အခါမှာတင့်တက်ခံနိုင်မှုလေးတွေကိုတိဆောက်ကြမလဲဆိုတာကိုဒီ episode ထဲမှာပြဝေသွားမယ်ဒီ episode ကကျမတို့ youtube development series ရဲ့နောက်ဆုံး episode ဖြစ်ပါတယ် က goal တွေကိုကျမတို့ဘယ်လိုမျိုး setting လုပ်ကြမလဲ goal setting ပေါ့နော်အဲ goal ဆိုတော့ကျမတို့ human ချက်တွေကိုဘယ်လိုမျိုး ထားရှိကြမလဲဆိုတဲ့ဥစ္စာကအများသောအဖြစ်ကျမတို့တွေကမိဘတွေကထားရှိစေတဲ့ကိုယ်ပေါ်မှာထားရှိတဲ့ရည်ရွယ်ချက်တွေရှိတယ်။အာကိုကိုထားရှိတဲ့ရည်ရွယ်ချက်တွေရှိတယ်။ဒီခါလေးကျရင်ဝေဝေဝဝနဲ့ပတ်ဝန်းကျင်ကကိုဖြစ်စီခြင်းမှုတွေနဲ့ကိုကိုယ်တိုင်ကဘာမှမသိဖြစ်နေတာမျိုးတွေလည်းရှိတယ်။အဲဆိုရင်ကျမတို့ finding purpose ဆိုတဲ့ video လေး episode 1မှာလား2မှာလားသိရှိတယ်။အဲ့ဒါကိုပြန်သွားကြည့်ပါမယ်နော်။ ဒါမဲ့တကယ်တမ်းကျမတို့တွေကကိုဖြစ်ချင်တာတော့ကိုသိပါပြီရဲ့ ဟိုကိုလှုပ်လိုက်တဲ့ဟာတိုင်းကခက်ခဲပြီးတော့မအောင်မြင်တဲ့အခါမျိုးမှာအဲ့ဒီရီမန်းချက်ကြီးနေတော့အကြလေးဝေးလေးပြေးလေးပို့ဆိုတဲ့ပုံစံမျိုးနေတဲ့ဖြစ်တဲ့အခါမှာတဖြည်းဖြည်းနဲ့စိတ်အားရရျှော့လာရပေါ့နော်အဲ့တော့ကျမတို့တွေက goal setting လုပ်တဲ့အခါမှာမှန်မှန်ကန်ကန်လေး goal setting လုပ်ဖို့လိုတယ်အဲ့တော့ goal setting လုပ်တယ်ဆိုရင်လူတိုင်းပြောကြတာကြားဘူးကြားမှာပါ smart goal ဆိုတာရှိတယ်မကြားဘူးသေးလို့ရှိရင်ဒီမှာဆက်ပြီးတော့ပြောထပ်ပြီးတော့ပြောပြမယ် smart goal ဆိုတာက s က specific ဖြစ်တာကိုကဘာဖြစ်ချင်တာလဲ မလုပ်ပါလေ။များသောအားဖြင့်ဒီ long term goal ရှိတယ် short term goal ရှိရဆိုရင်ကျမတို့ long term goal ကဆရာမဖြစ်ခြင်းနဲ့အလုံးဘွဲတစ်ခုရခြင်းနဲ့အာအလုံးရခြင်းနဲ့ short term goal ကငါဒီ semester မှာ A ရအောင်လုပ်မယ်။ဒီ semester မှာမှဒီဒီစာမွေးလေးမှာငါအမှတ်60ကျော်အောင်လုပ်မယ်။စသဖြင့်ပေါ့နော်။ဆိုတော့ဒါလေးတွေဒီကျမတို့က specific ဖြစ်တယ်တိတိကျတိကျတယ် measurable measurable ဆိုတာကကြတော့ကျမတို့ကတိုင်းတာလို့ရတယ် okay a a မဟုတ်ရင် b ဒါမှမဟုတ်လေကျမတို့တွေကထားပါတော့เนาะကျမတို့ weight ချချင်လို့တူတူဆိုလို့ရှင်လေ okay ငါပေါင်140ရက်နေ130ချမယ်ဆိုရင်ဒါ10ပေါင်ကကျမတို့ measurable ဖြစ်တယ် တာဝေချနေတဲ့လူတွေအမတ်တုတ်အမတ်တက်ချင်တဲ့လူတွေအစ်စ်ကောင်းချင်တဲ့လူတွေအတူတူပဲဒါတွေအကုန်လုံး measurable ဖြစ်တယ် achievable achievable ဖြစ်တယ်ဆိုတော့ကျွန်တော်တွေးကြည့်လိုက်မှာဆိုရင်ခုနကပြောသလိုပဲကိုကအင်္ဂလိပ်စာလုံးဝမကောင်းဘဲနဲ့ဟိုဘာမှလည်းမလေးလာသေးဘဲနဲ့ငါ TOEFL ကိုလုံးဝဒီအမတ်တွေနဲ့အောင်ရမယ်ဒီဝေဝေကိုငါဖြေရမယ်အော်အော်ပါပဲဆိုတော့ပုံစံမျိုးတွားပြီးတော့တွေးတာဒီခါလေးကြားလို့ရှိရင်စစ်ကူးရရင်လို့ ਨੇ စစ်ကူးရလို့ရတယ်ဒါပေမဲ့ realistic လည်းဖြစ်ဖို့လိုတယ်ဆိုတော့ကျမတို့ achievable ဖြစ်ရတယ် goals လေးထားရမယ်ဆိုမှဝေးကြစင်တယ်ဆိုလို့ရှိရင်ကျမတို့က okay ပေါင်100လောက်ရှိနေတဲ့လူကနေပြီးတော့တန်းပြီးတော့ပေါင်100လောက်ဖြစ်ချင်တယ်ဘာလို့လဲဆိုတော့ငါရဲ့တကယ် ideal body weight က100ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်100နေပေါင်100ချမယ်ဆိုတဲ့ဥစ္စာမျိုးကကြတော့သိပြီးတော့ realistic မဖြစ်ဘူး achievable မဖြစ်ဘူးဖြစ်နိုင်ဖို့အတွက်ခက်ခဲတယ် เนาะမဖြစ်နိုင်တာမဟုတ်ဘူးဖြစ်နိုင်တယ်ဒါပေမဲ့ကျမတို့ကအဲ့လိုမျိုးချက်ချင်းအဲ့ဒီ goals ကိုအဲ့လိုမျိုးမထားဘူးပေါ့เนาะ maybe automate ကို automate goals ဆိုတာခုနကပြောသလိုမျိုးအာဒီ millionaire ဖြစ်ကြမယ် millionaire ဖြစ်ကြမယ် that's the ultimate goal okay အဲ့တော့ automate goal ကတော့ achievable ဖြစ်ပါတယ်ဒါပေမဲ့လည်းကျမတို့တွေကအဲ့ဒီဟာကိုချက်ချင်းဒီနေ့ကနေပြီးတော့ဘယ်နှဖက်မှာတန်းပြီးတော့ millionaire ဖြစ်လာမှာမဟုတ်ဘူးလေဆိုတော့ကျမတို့ကြားထဲမှာဘာအဆင့်တွေတွားရမလဲအနည်းဆုံးတော့ကျမတို့တွေကတစ်လကိုဒေါ်လာ1000ယူဆိုဝင်ရအောင် ไอ้ดอลลาร์ตะดาวบลู manage လုပ်ရမလဲဆိုတော့ user မသိအောင်ပဲအဲ့ဒါပြီးလို့ရှိရင်တောင်းကနေပြီးတော့ကျမတို့တွေက2000ဝင်အောင်ဘလို့လေးလောက်ကြမယ်ဘာကြီးလောက်ကြမယ်စသဖြင့်ဒီလိုအချို့ဘူးဘူးဖြစ်တဲ့ ghost တွေကိုကျမတို့တွေကထားရင်ပို့ပြီးွားတော့ဖြစ်နိုင်ကြီးရှိတယ် နော်နောက်ခါ relevant relevant ဖြစ်တယ်ဆိုတာကိုရီးယား SMART နော်ဆိုတော့ R ကိုရောက်သွားပြီ relevant ဖြစ်တယ်ဆိုတာကိုနဲ့ကန့်ကြည့်မှုရှိရမယ်ကိုတကယ်ဖြစ်ချင်တာလည်းဖြစ်ရမယ်နော်အဲ့တော့ကျမတို့တွေကပထမဦးဆုံးကျမရဲ့စောက်တွေနဲ့မှာဆိုလို့ရှိရင်လည်းရေရှားထားလေးအများကြီးပဲဆိုတော့ DUT ကျမမှာ mini goals တွေကတော့အများနဲ့ရှိနေ daily goals တွေ monthly goals တွေဒီနှစ်အတွက်2025အတွက် yearly goals တွေအစားကျမရှိတယ် ဆိုတော့ဒီမှာအဲ့ဒါပြီးလေကျွန်မ example ကိုပြန်ပြပြရပါတော့အဲ့တော့ last one က time bound S M A R T time bound time bound ဆိုတော့အချိန်ဟိုမှာခုနကပြောလေကျွန်မ2025မှာပါလုံးပါလေပြီးရင်နောက်ထပ်၄နှစ် plan ပါလေ၅နှစ် plan ပါလား10 years plan ကပါလေဒါလေးတွေကကျွန်မတို့တွေကဒါအချိန်နဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပြီးတော့ weight ချကျင်တယ်ဆိုလို့ရှိရင်လေငါတနှစ်အတွင်းမှာပေါင်20ချမယ်ညာတနှစ်အတွင်းမှာပေါင်20ချမယ်ဆိုရင်တစ်လမှာဘယ်နှပေါင်ချရမလဲ နော်3ပေါင်နေ4ပေါင်လောက်ချက်အောင်လေ Okay 3ပေါင်နေ4ပေါင်တစ်လကိုချမယ်ဆိုလို့ရှိရင်ကျမတို့တွေကတစ်ဖက်မှာဘယ်နှပေါင်ချက်အောင်လဲတစ်ဖက်မှာအနည်းဆုံးပေါင်3ဘက်ကနေတစ်ပေါင်ချက်အောင်စသဖြင့်ဒါလေးတွေကျမတို့က time ပေါင်ဖြစ်တယ်ပေါ့နော်ကိုကအချိန်နဲ့ဘယ်လချိန်မှာဘယ်ဒီကတော့ကြီးမားတဲ့ goals တစ်ခုကိုချလိုက်တယ်ဒါပေမဲ့တစ်လအတွင်းမှာမလုပ်မလဲတစ်နှစ်အတွင်းမှာမလုပ်မလဲ6လမှာမလုပ်မလဲ3လမှာမလုပ်မလဲစသဖြင့်အဲ့ဒီဟာလေးတွေကကျမတို့တွေက time ပေါင်အချိန်နဲ့တပြေးတည်းလုပ်လို့ရတယ် เนาะเอ่อคุณอาပြောတယ်2025မှာမလုပ်မလဲဆိုတဲ့ဥစ္စာဆိုလို့ရှိရင်လေ I think I have this okay ဒီမှာ I don't know if you can see ဒီမှာ2025မှာကျွန်မလုပ်ချင်တဲ့ຢာလေးဒီထဲမှာကျွန်မ youth development series လုပ်တဲ့ဟာလည်းပါတယ်ဒီ youth development series လုပ်ဖို့ဆိုတဲ့ဥစ္စာကကျွန်မ working mom တယောက်အနေနဲ့မလွယ်ဘူးအခါကျွန်မအခုဒီမှာ clinic မှာ Luna နှစ်ယောက်ကြာမှာကျွန်မ တနာ ਈ အချိန်ရတယ်။နိုင်ွယ်ခါခါလေးနိုင်ွယ်ချိန်ရတယ်။ဆိုလို့ရှင်အဲ့ဒီအချိန်မှာကျမဒီဘက်မှာငါ content လုပ်ဖို့အတွက်အချိန်ထားရွက်ကနေတနာ ਈ လို့တယ်။အဲ့နိုင်ွယ်တွေတနာ ਈ ကိုငါရဲ့အချိန်ထဲကနေပြီးတော့အရေးတွေကနေအရေးမွားတွေဖြစ်ပြီးတော့ဟာမနဲ့ sorry ဒီကလေးတွေကိုဟို take care မလုပ်ဖ ೇನೆ ဒါတွေလာလုပ်နေလို့လည်းမရအောင်။ဆိုတော့ကျမအဲ့ဒီအချိန်တူကကျမဒီ specific ဖြစ်ကဘာငါဘာဖြစ်ချင်လဲ YouTube မှာ series လုပ်မယ်။ measurable တပတ်ကိုတစ်ခုတင်မယ်။ achievable ကလုံနိုင်သလား။နိုင်ကွက်နေတနိုင်လောက်တော့အာအချိန်ပေးနိုင်မယ်ထင်တယ်။တပတ်ကို၃ခုဆိုရင်တော့မဖြစ်နိုင်တော့။တော်တော်လေးကို struggle ဖြစ်နေပြီ။ relevant ဖြစ်သလားဖြစ်တယ်။ဘာလို့ဆိုတော့ကျမဒီမှာကျမတို့ဒီ teaching children academics and humanity ကကျမတို့တွားနေတဲ့ဒီနေ့အတွက် theme ကအဲကျမ representation culture အာပြီးလို့ရှိရင် you development ဖြစ်တယ်ဆိုတော့ကျမဒီမှာလာပြီးတော့ပြောနေတဲ့ director တယောက်အနေနဲ့ပြောတာပဲဖြစ်စီ influencer တယောက်အနေနဲ့ပြောတာပဲဖြစ်စီ instructor တယောက်အနေနဲ့ပြောတာပဲဖြစ်စီကျမပြောတဲ့ topic ဒီ you development ဒီကျမဒီကြည့်啊ကျမလာပြောနေတာမဟုတ်ဘူး relevant ဖြစ်တယ် and time bound episode 6ခုသွားမယ်ဆိုတော့ကျမ10ပတ်နလာတိတိအချိန်လိုတယ် နော်ဆိုတော့ဒီဟာဒီကျမတို့ smart goal အဲဒါဥပမာကျမဥပမာနေပေးလိုက်တာပေါ့နော်အခုဆိုဒီဟာ last episode ဖြစ်တဲ့ခါကျတော့ဒါပြီးကျမပြီးသွားပြီနောက်ထပ် series တစ်ခုကျမ move on လုပ်လို့ရပြီနောက်ထပ် series ကကျမ pregnancy series ကြောင်းပြောပါဒီလိုပဲသွားမယ်ပေါ့နော် so yeah ဆိုတော့ဒီမှာကျမတို့တွေက goal setting အကြောင်းတေချာသိသိသွားပြီ goal setting အကြောင်းကျမတို့တွေကသိသွားပြီဆိုလို့ရှိရင် ကျမတို့ဘယ်လိုမျိုးလေး break it down လုပ်မလဲခုနကပြောသလိုပါပဲအာဝေးကြချင်တာလားဒါမှမဟုတ်လို့ရှိရင်ကျမတို့တွေကအမှတ်ကောင်းချင်တာလားဒါမှမဟုတ်အင်္ဂလိပ်စာလေးလာမှလားအင်္ဂလိပ်စာချက်ချင်းဆိုလိုမျိုးကျမခဏခဏမေးနေအင်္ဂလိပ်စာဘယ်လိုတိုးတက်လာလဲကျမတို့ချက်ချင်းဆိုလိုမျိုးတနေ့နေ့တွင်မှာဟိုမြန်မာနိုင်ငံမှာအမလေးလာခဲ့ပဲနဲ့ချက်ချင်းဆိုလို native တယောက်နေနဲ့ပြောတတ်မှလည်းမဟုတ်ဘူးအဲ့တော့အချိန်ယူရတယ်စိတ်ရှိရတယ်ဒါပေမဲ့ကျမတို့တွေကဘာလုပ်ရမလဲဆို consistent ရှိရှိနေကိုဘာလုပ်နိုင်လဲတကယ် smaller manageable steps လေးတွေကိုနေ့တိုင်းနေ့တိုင်း consistent ဖြစ်ဖြစ်လုပ်ရတယ် ်။ဥမာ55မိနစ်အာအင်္ဂလိပ်စာလေးလာမယ်တနေ့ဦးဆိုလို့ရှိရင်အဲ55မိနစ်ကိုအချိန်လေးတည်သက်ဖယ်ထားပြီး time blocking တွေအကြောင်းလေးကျွန်တော်ပြောပြပါမယ်။ဆိုတော့ဒီ time blocking လုပ်ပြီးတော့အဲ55မိနစ်မှာအင်္ဂလိပ်စာလေးလာမယ်။ဒါကကျွန်တော်အင်္ဂလိပ်စာတုံ့တက်ဖို့အတွက်အဲဝိတ်ချခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်မဆိုလို့ရှိရင်ပထမတော့ဝိတ်အခုကတော့ကိုဝင်ရှိနေတော့ဝိတ်ချတော့ဦးဒါပေမဲ့အဲကိုဝင်မရှိခင်တော့ကျွန်တော်ဝိတ်ချတယ်ဆိုတဲ့အခါမျိုးမှာတပတ်ကို9ရက်အဲငါ exercise လုပ်မယ်။အဲ့ဒီ9ရက်မှာ เนาะအာဒီ strength training ဘယ်နည်းရလုပ်မလဲ cardio ဘယ်နည်းရလုပ်မလဲစသဖြင့်အဲ့ဒီဟာလေးတို့ကျမတို့ break it down လုပ်ကြမယ်ဟို weight ကဟိုဗာလေခုနကပြောသလိုမျိုးပေါင်20ချကျင်နေဆိုတာကြီးတဲ့ကျမတို့တစ်ဖက်မှာတစ်ပေါင်လေးကျဖို့ရည်ဦးငါဒီ workout လုပ်က plan နဲ့လုပ်မရဘူးเนาะကျမတို့ဒီဟာဒီ goals ကိုရဖို့အတွက်ကျမတို့ plan လုပ်မရဘူး manageable steps တွေလုပ်မရဘူးโอเคအဲ့တော့အာဒီ တပတ်ကိုတပောင်ကြဖို့အရေးကိုအာစားတော့ကအရင်မလျှော့နိုင်သေးဘူး exercise ကစမယ်ဆိုလို့ရှိရင်တပတ်ကို9ရက် exercise လုပ်မယ်ဆိုရင် Monday, Wednesday, Friday strength training လုပ်မယ် Thursday နဲ့ Tuesday မှာ cardio လုပ်မယ်ကျတဲ့ Saturday နဲ့ Sunday ကတော့ celebrate လုပ်မယ်စသဖြင့် ဒါလေးတွေကကျမတို့က smaller manageable steps တွေကိုကျမတို့တွေကရွေးချယ်ပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်းကိုသွားဖို့အတွက်ဒါဖြစ်နိုင်ပါမလားဆိုတဲ့ဟာကြီးတွေးလိုက် overwhelming ဖြစ်တယ်เนาะအာလူတွေနဲ့အင်္ဂလိပ်စကားပြောမှုတော့ဘလို့ဖြစ်နိုင်မှာလဲငါဘာမှတော့နားမလည်သေးပဲနဲ့အဲနိုင်ငံခြားအောင်ကဘလို့ကြောင်းသွားပြီးတော့အဲစကားတွေပြောကြမလဲဆိုတာအဲ့ဒါမျိုးတွေးလိုက်လို့ရှိရင် ကျမတို့လည်း overwhelming ဖြစ်လို့ရတယ်။ဆိုတော့အဲ့လိုမျိုးတွေးမဲ့စားကိုယ့်ရဲ့ control အောက်မှာရှိတဲ့အရာလေးတွေကိုကျမဟောပါပေါ့။အသေး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 လေးတွေကိုနေ့တိုင်းနေ့တိုင်း consistent ရှိလို့ပါပဲပေါ့နော်။ဒါကိုအရေးကြီးတာဒီမှာလည်းကျမခုနကပြသလိုပါပဲ။ဒါကကျမရဲ့ဒီနေ့အတွက် planner လေးကျမတို့သိလေကောင်းလေးပဲပေါ့နော်။ဒီအမနစ်တုန်းက planner လေးရှိသေးတယ်။အာ show you that အာဘာလို့ဆိုတော့အချို့ဒီရေးထားတဲ့ဥစ္စာလေးလို့ password တွေလည်းရှိနေတော့ဆိုတော့အဲ2024 plan ကလည်းဂျူလာတော့မယ်2025ကတော့ဒါအခု March လရောက်နေပြီပေါ့နော်ဆိုတော့အဲ့လိုပဲ minute တုန်းကဆိုလို့ရှိရင်လည်းကျမရေးခဲ့တာလေးမှလည်းများကျမအကုန်ဖြစ်လာတယ်ပေါ့နော်ဆိုတော့အပြီးတော့နည်းနည်းပြောပြမယ်ဆိုအဲ့တော့အဓိကရေးချဖို့လိုတယ် write it down နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကျမတို့ visualize လုပ်ထားဖို့ပေါ့နော်အဲ့ဒါအရင်ကြီးကြည့်တယ် visualize လုပ်တယ်ဆိုတာကိုကကိုဒီရည်မှန်းချက်ဒါလေးတွေကိုအာ ရပြီးနေပြီးရောက်ပြီးနေပြီးဆိုတော့အာအနေထားနေပြီးတော့ကျမတို့ကခန်းစားကြည့်ပြီးပါတော့မြင်ရကြည့်ပြီးပါတော့ပေါ့နော်အဲအဲ့ဒီခါလေးတွေအယူဆုံးရေးချမယ်ဝေးချနေတဲ့လူဆိုလို့ရှိရင်လဲအောင်းကပါတော့ခန္ဓာကိုယ်ကပော့ပါပြီးပါတော့ဇက်မှနေတဲ့လူတယောက်အနေနဲ့ဆိုရင်ဘာလေးတွေလုပ်မလဲစသဖြင့်ပေါ့နော်အဲအဲ့ဒါလေးတွေကျမတို့ရေးချမယ် commitment ရှိရှိနဲ့သွားမယ်ပြီးလို့ရှိရင်အဲ့လို visualize လုပ်တာရေးချလိုက်တာကျမတို့ကကိုယ့်ရဲ့ motivation ကိုလည်း boost ဖြစ်တယ် နောက်ကိုယ့်ရဲ့ motivation ပို့ပြီးတော့ကောင်းစေတယ်ခုနပြောလို့ပဲကျမဒီ video တွေလူတရားနေရလောက်ပဲလာကြည့်တယ် yes i understand ဟို Facebook မှာ share လို့ရှင်လားလူ3-4ယောက်ပဲ share တယ် i understand ငါ့ရဲ့အချိန်ကကောင်းဆို i have better things to do with my time လုံးလို့ရတယ်မှန်တယ်ဒါပေမဲ့ကျမတို့ကဒီဟာတွေကိုဆက်ပြီးတော့လုပ်တယ်။ငါ episode 6ခုလုပ်မယ်ဒီနှစ်မှာ you development series တွေအဲ့ဒီဟာတော့ငါချိန်တွေကိုတစ်နေ့မှနေတဲ့တစ်နေ့မှနေနေဖယ်သွားတယ်။ video editing လုပ်ဖို့ video content လုပ်ဖို့ content you create ဘလို့ content တွေပြောမလဲဆိုတော့ content research Any kind of you to လုပ်ဖို့အဲ့ဒီဟာလေးတွေအချိန်လေးတွေဖယ်ဖယ်ပြီးတော့ကျွန်မလုပ်တဲ့အခါမှာအားလုံးပြီးသွားတဲ့အချိန်မှာ this is the last episode guess what i did check it off Hello ဒီမှာအဲ့လိုပဲကျွန်မ check off လုပ်သွားတဲ့အရာတွေအများကြီးပဲကလေးတွေသူကစာအုပ်လေးတွေအာထုတ်ပေးမယ်စာအုပ်ကလေးကျွန်မထုတ်ပေးမယ်ဆိုပြီးစဉ်းစားထားခဲ့တာရှိတယ် guess what i already published 4 3 published this year ဆိုဒီမှာ children book check it out ဆိုတော့အဲ့လိုမျိုးလေးပေါ့ကျမတို့တွေကကိုယ်လှုပ်ချင်တာလေးကို2025အတွက် goals လေးတွေလှုပ်ချင်တာလေးမျိုးကျမရေးချပြီးသွားတော့အဲ့လို check off လုပ်သွားတဲ့အတိုင်းမှာလည်းဘာဖြစ်လဲဆိုတော့ကျမမ motivation ပို့ပြီးတော့တက်တယ် okay what's next ဒီ episode ပြီးနောက်ထပ် episode က pregnancy series ကျမစိတ်လှုပ်ရှားနေပြီအဲ့ဒီ series မှာပြောဖို့အတွက် topic တွေကိုကျမအခုတည်းကဖတ်နေပြီအခုတည်းကစဉ်းစားနေပြီ ဆိုအဲ့တော့အဲ့ဒီမျိုးဆက်ပြီးတော့ motivate ဖြစ်လေလေကိုရီးယားပို့ပြီးတော့လှုပ်ချင်လေလေဘဝကကိုလိုချင်တဲ့ပန်းလိုက်ပန်းလိုက်ဆိုတာလူကြောက်တောင်အောင်မြင်မှုကမတူဘူးအဲ့တခုတော့ဒီထားပဲပေါ့နော်ဆိုတော့ကျမတိုင်းလာပြီးတော့ပြောနေပြီမဲ့အဲတခြား influencer တွေလိုမျိုးချက်ချင်းဆိုလို1 million follower ရမှာမဟုတ်ဘူး1 million follower ရဖို့ကလည်းကျမရဲ့ goal မဟုတ်ဘူးကျမရဲ့ goal စီ data တွေလုတ်ပြီးွားတော့ impactful ဖြစ်တဲ့လူတရအဖြစ်နေထိုင်သွားဖို့ service pay ဖို့ကျမအသက်ကြီးလာလို့ retire ဖြစ်တဲ့အချိန်မှာ wow 2025တော့ငါထိုင်ထိုင်ထိုင်လုတ်ခဲ့တာပါလား2024မှာငါထိုင်လုတ်ခဲ့တာပါလား2021မှာတော့ငါကလေးတွေကြောင်းမတက်နိုင်တဲ့အခြေအနေမှာငါကလေးတသေးလေးတစ်ဖက်နဲ့ကလေးအကြီးတစ်ဖက်နဲ့အလုံးတစ်ဖက်နဲ့ငါ non profit organization တည်ထောင်ခဲ့တာပါလား all of these are my impact and dent in the world ဟိုလာပြီးတော့ dent ပေါ့နော်ဟို ထိရောက်စေတဲ့ impactful ဖြစ်စေတဲ့အလုပ်တွေကိုငါလုပ်ခဲ့တာပါ။တော်တော်ကြီးလာတဲ့ခါမှာ mid life crisis တွေဖြစ်ကြတယ်။ geriatric depression တွေဖြစ်ကြတယ်နော်။ဆိုတော့ကျမဒါရီဒါရီလုပ်ချင်းသည်ကျမကိုကိုကိုဒါရီတို့ပြင်ဆင်နေခြင်းလည်းဖြစ်တယ်။ကို့အတွက်ကိုလုပ်တာလည်းဖြစ်တယ်။သူများအတွက်လုပ်ပေးတယ် yes also for myself အဲ့တော့ဒါတွေကကျမတို့ goal setting အကြောင်းကိုပြောလိုက်တာနောက်ထပ်ပိုင်းမှာဗာဆက်ပြောမလဲဆိုတော့အခုဒုတိယပိုင်းမှာဗာဆက်ပြောမလဲဆိုရင်ကျမတို့တွေကအခက်အခဲတွေရှိနေကြတယ် အခက်ခဲရတော့မရှိတာမဟုတ်ရှိတယ်။ကျမဆိုလို့ရှိရင်လည်းဒါရိုက်တာလုတ်ချက်မြင်မဲ့ခါလေးကြောက်ရှင်ကလေးတွေနေထိုင်မကောင်းတဲ့ခါမျိုးတွေရှိတယ်။လောအာចောင်းသားတွေနေနေဆိုလို့ရှိရင်လည်း okay ငါစမွေးရတော့အောင်သွားပြီဒါပေမဲ့ငွေကြီးချေခက်ခဲရှိတယ်။ okay ငါမတော့ငွေရှိပါတယ်။ចောင်းလည်းတက်နိုင်တယ်စမွေးကြတယ်။ဒါတွေဒီကျမတို့က common challenges တွေ struggles တွေဒါတွေရဖြစ်မှာပဲเนาะအဲ့တော့ကျမတို့တွေက okay ငါရဲ့ goals လေးတွေကတော့ SMART smart goal လေးတွေလာလုပ်ခဲ့တယ် realistic ဖြစ်တဲ့ဆိုသည့်တိုင်အောင်လာမှာပဲကိုကအရင် expect မလုပ်ထားလို့မရအောင်တစ်ခါလေးကြာလို့ရှင်ရှင်းပိုင်းမှာလည်းကျွန်မပြောခဲ့ပါတယ် fail ဆိုတာက first attempt in learning ဆိုတော့ကျမတို့ကကိုကအဲ့ဒီ failure ကိုကြာရှုံးခဲ့တာပဲဖြစ်ကိုလိုချင်တာမရတဲ့အခါတိုင်းမှာအဲ့ခါလေးကဘာလေးတည်ယူပြီးသွားလဲအဲ့ဒီကနေပြီးတော့ဘာသင်ခန်းစာလာရလဲဆိုတဲ့ဥစ္စာလေးကိုကျမတို့တွေကအမြဲတမ်းကြည့်နေဖို့လိုတယ်အဓိကကကျမတို့တွေက give up မလုပ်သွားဖို့ပဲကိုက as long as you don't give up you are in the game ဆိုတာကြားမှုရမလားဆိုတော့ကို give up မလုပ်နေတဲ့ရွေးကိုကနိုင်တယ်ဘာလို့လဲဆိုတော့ကို give up လုပ်သွားပြီဆိုလို့ရှိရင်ကိုကလုံးဝဒီဟာကိုဆက်မလုပ်တော့ဘူးဆိုလို့ရှိရင်တော့ဘာမှရမှာမဟုတ်တော့ဒါပေမဲ့ကျမတို့ဒီအဲ့လိုမျိုးတော့မဖြစ်လာသေးဘူးဒါပေမဲ့လည်းငါဆက်ပြီးတော့စူးစမ်းကြည့်မယ်ဆိုတဲ့ဥစ္စာလေးဒီကျမတို့က as long as you don't give up you are in the game so you can win motivation တွေကလည်းအမြဲတမ်းမရအောင်သူတစ်ဖြစ်လေ ဒီဗီဒီယိုတွေကျွန်မအလုံးမဲလို့ပြောပြီးပါတော့ထားပါတော့ကလေးတွေကနေမကောင်းလို့ပဲဖြစ်ဖြစ်ကိုကမလုံးနိုင်မင်းအဲ့ဒီတစ်ဘက်ကိုပြတ်သွားတယ်ထားမလို့တော့အဲ့ဆိုကျွန်မကဘာဖြစ်လာလဲဆိုတော့ငါပြောရင်ပြီးတော့ပြောတဲ့အတိုင်းလည်းမလုပ်တော့တဲ့လူပါလားအဲ့တော့ငါဆက်ပြီးတော့လည်းဘာမှမလုပ်ချင်တော့ဘူးဆိုတော့ motivation ဖြစ်ဖြစ်နေမှာဖြစ်တာ fake ဖြစ်လာတယ်ဆိုတော့ကျမတို့တွေကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီလိုမျိုး unexpected ဖြစ်တဲ့အခြေအနေတွေလည်းဖြစ်လာနိုင်တယ်။သို့တော့ကျမတို့ဒီဆက်ပြီးွားတော့ consistent ဖြစ်ဖြစ်လေးသွားနေမယ်။ထိမှတ်ထားတဲ့အခက်အခဲတွေ financial struggles တွေရှိမယ် time constraint တွေရှိမယ်ကျမဆိုတော့လောကအောင်ချိန်ရှိအဲ့တော့မရှိတဲ့အချိန်ကြားထဲမှာငါဘယ်လိုမျိုးလဲငါဒီဟာကိုဟိုအသုံးပြုပြီးွားတော့ငါလိုချင်တဲ့အရာငါဖြစ်ချင်တဲ့အရာ လုပ်ချင်တဲ့အရာလေးလုပ်လဲဒါလေးတွေကိုကျမတို့တွေကစဉ်းစားရမယ်ပေါ့နော်။ဘာစာမွေးကိုတင်လောက်မှမကောင်းလားတို့ဘာမျိုးရရှိရမလားဆိုလို့ရှိရင်လေ တနည်းမဟုတ်တနည်းလို့ပေါ့နော်တနည်းလို့တနည်းလို့ဆိုတာကျမတို့တွေကဒီ study method တွေကိုပြောင်းကြည့်ပေါ့ဥပမာကိုတယောက်တည်းစစလုံးဖို့အရန်ပြင်းလာတယ် ADHD ရှိတဲ့ကလေးဆိုပိုဆိုးတယ်အရင်မထိုင်နိုင်ဘူးဆိုရင် group practice လုပ်မလားကျမတို့ကဆို tutor ပြန်လုပ်တယ်ဘာလို့လဲဆိုတော့ကျမကသူများကိုသင်ပေးရင်ကိုကအဲ့ဒီ concept ကိုကိုကပို့ပြီးတော့နားလည်သွားတယ်အဲ့တော့ကျမတို့ကကိုဟိုဟာ ဒီခတ်ဥမာထားပါကျွန်မ organic 2ရောက်ပြီဆို organic 1မှာရှိတဲ့ကလေးတွေကိုသွားပြတ်တင်ပေးတဲ့အခါမျိုးမှာကလေးဆိုပေမဲ့အဲ့တုန်းကတော့ကြောင်းသားချစ်ချစ်ပေါ့သွားပြီးတော့ tutor လုပ်ပေးတဲ့အခါမှာကျွန်မအဲ့ဒီ concept ကိုပို့ပြီးတော့ digest ဖြစ်နိုင်တယ်ပို့ပြီးတော့အစာကြေးတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုတော့ကျွန်မက study ဖြစ်လုပ်တဲ့ဒီ study method တွေကိုကျွန်မတို့တွေကပြောင်းပါကိုယ်နဲ့ adjust ကိုယ်နဲ့အဆင်ပြေမဲ့ဥစ္စာကို adjust လုပ်ပါ နော်အဲ့ဒါပြီးရင်လေ flexible ဖြစ်ပါကျမတို့တော့ဝါဆိုလို့ရှိရင်ခါလေးကြောက်လို့ရှိရင်ပုံမလို့မနိုင်တော့ဘဲနဲ့အမှတ်မကောင်းတဲ့ class တွေရှိတယ်အဲ့ဒါဆိုရင်မဖြစ်လေပြန်တက်ရတယ်ပြန်တက်ဆိုအမှတ်မကောင်းအောင်လေဒါပေမဲ့လေအောင်သည့်တိုင်အောင်တော့ပါပဲဒီအမှတ်ကိုကမလို့ခြင်းတဲ့အတွက်ကြောင့်မလို့ဒီ class ကိုကပြန်ပြီးတော့ retake လောက်တာမျိုးတွေရှိတယ်။ဘာလို့ဆိုတော့ကျမတို့က A တွေ A တွေပဲရအောင်လုပ်ရတာ哦။ဆိုတော့ A တွေညာတော့မှကျမတို့ကဝင်ကျင်တဲ့ grad school တွေဝင်တာ哦။ဆိုတဲ့အခါမျိုးမှာကျမတို့ကအဲ့လိုမျိုးပြန်ပြီးတော့ repeat လောက်ကတာမျိုးတွေရှိတယ်။အဲ့ဒီအခါမျိုးမှာကိုယ့်ကိုပြောတဲ့စကားတော့အရေးကြီးတာပေါ့လို့ oh i have such a failure what အဲ့လိုမျိုးပြောမယ်စားကိစ္စမရှိဘူး။ I messed up ဒါမှမဟုတ်လည်းဒုတိယတစ်ခါကပြန် retake တဲ့အခါမှာတော့ငါအလုံးဝ A ရဖို့အတွက်အဆင်သင့်ဖြစ်နေအောင်လုပ်အောင်ကြိုးစားပေးပါ့။ เนาะအဲ့ဒါမျိုးလေးတွေကျမတို့လေး flexible ဖြစ်ဖြစ်နေကျမတို့လေးကိုယ့်ရဲ့ plan လေးကို adjust လုပ်ကြပဲ plan A plan B ဒါလေးတွေကဒါစာမွေးရဲ့အကြောင်းပဲရှိတယ်တကယ် life decision တွေထားပါတော့ကျမတို့လေးကဆရာဝန်သွားခြင်းနဲ့ app cap ဖြေလိုက်တယ်အဲလုံးဝအဆင်မပြေဘူးပြီးတော့ကိုကသွားပြီးတော့စေးเจ้าဝင်ပြီးတိုင်အောင်လာမှာပဲကိုလှုပ်ကြည့်တဲ့အခါမှာဒါကကိုတော့မဟုတ်ဆိုတာဖြည်းဖြည်းနဲ့တည်လာတယ်လုံးဝအဆင်မပြေဘူး ဆိုရင်ကိုကအဲ့ဒီဟာကြီးကိုစုပ်ကိုင်ပြီးတော့ထားနေစရာမလိုဘူး you can be flexible ကိုရဲ့ plan ကို adjust တော့လို့ရတယ် okay ငါဒီစေးချောင်းကငါတို့ကမဟုတ်ဘူးဆိုတော့ငါတည်သွားပြီဆိုလို့ရှိရင် plan B ကငါဘာလေးလောက်တာကောင်းလဲငါဘာလေးလောက်ချင်လဲလူနာလေးနဲ့မတွေ့ဘဲနဲ့ကအားရဲ့ medical knowledge ကိုဘယ်လိုမျိုးသုံးလို့ရလဲ baby pharmacy um and maybe nutrition အားမဟုတ်ရင်လည်း counselor လုပ်မလားမျိုးပေါ့ be flexible and be creative ပြီးရင်ကျမတို့တွေကကိုယ့်ရဲ့ plan ကို adjust လုပ်ပေးနိုင်ဖို့လိုတယ်ဒါအခက်ခဲတွေကြုံတဲ့အခါမှာနော်နောက်ကအရေးကြီးတာကကိုယ် surround လုပ်နေတဲ့လူတွေကကိုယ့်ပေါ် influence လုပ်နေတဲ့လူတွေအရင်ရေးကြည့်တယ်ကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်နောက်ကကိုကြည့်နေတဲ့လူတွေကိုက media လိုနေရာမျိုးမှာ social media နေရာမျိုးမှာအားကိုတကြည့်နေကြည့်နေတဲ့လူတွေအဲ့လူတွေရဲ့အောင်မြင်မှုတွေကဘယ်လိုရှိလဲ ကိုသွားချင်တဲ့လမ်းတွေ깟နေမှုရှိသလားပေါ့နော်အဲ့ဒီဟာအရင်ကြီးကြီးတယ်အခုနပြောတဲ့ positive influence ဖြစ်တဲ့လူတွေကကိုယ့်ရဲ့တကယ်ချင်းတွေစာကြိုးစားကျမနဲ့တော့ဆိုလို့ရှိရင်စာရင်းကြိုးစားတဲ့တကယ်ချင်းတွေနဲ့ပဲညာတော့အဖြစ်တွဲဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုသွားပြီးတော့ party လာလာလုပ်နေတဲ့လူတွေတိတ်မတွဲဖြစ်ဘူးကြောင့်မတော့ပါဆိုရင်ဆိုတော့ကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေကလည်းစာကြည့်စပွဲမှာထိုင်ပြီးတော့ကိုယ့်နဲ့အတူတူစာကြက်အဲပြီးလို့ရှိရင်ကျမတို့မုံတူတူသွားစားကြတာဘုံ shopping တူတူထွက်ကြအဲ့လိုမျိုးလူတွေက နဲ့ဝိုင်းရထားဖို့အတွက်အရေးကြီးတယ်ပေါ့နော်နောက်ထပ် matter matter ဆိုတော့အစ်မတို့အဲကိုတက်ကိုတက်တစ်နှစ်နဲ့ကြီးတယ်လို့ပေါ့နော်ကျမတို့တော့ဆိုလို့ရှိရင် student matter တွေလည်းရှိတယ်အဲကျမတို့တော့ဒီဟိုက practice ဒီမှာကိုကိုတိုင်းလည်းဒီကျောင်းသားလို့ပြန်ပြီး matter လုပ်ပေးတယ်ဆိုတော့ matter ဆိုတာကတော့အဝေးမှာဖြစ်နေတာမဟုတ်ဘူးသာပရောနောက်ထပ်နဲ့၃နှစ်မှာကိုကိုကရောက်ချင်တဲ့နေရာမျိုးသာပရောကိုသွားချင်တဲ့နေရာကိုယူထားတဲ့သူကိုကတော့အခုမှ high school ပဲရှိနေတယ်ဆိုလို့ရှိရင်အဲ့လိုလူမျိုးကိုတက်တက်နဲ့၃နှစ်ပဲကြီးတဲ့လူမျိုး ခါလည်းပဲကိုယ့်ရဲ့ matter ဖြစ်နိုင်တယ်ဆိုတော့အဲ့လိုလူတွေကိုတွားပြီးတော့ပေါင်းပေါ့နော်ဟုတ်လို့ရှိရင်လည်းကိုကအခု social media တွေအပြင်မှာကြည့်နေတယ်လို့ဆိုလို့ရှိရင်လည်းအောင်မြင်နေတဲ့လူတွေအောင်မြင်တယ်ဆိုတဲ့နေရာမှာကိုတွားချင်တဲ့လမ်းထဲကိုက်နေတဲ့လူမျိုးပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာအောင်မြင်တဲ့လူမျိုးကိုကျမတို့ inspire ဖြစ်တဲ့လူမျိုးတွေနဲ့ဝိုင်းရံပြီးတော့အဲ့ဒီဟာမျိုး content တွေကိုပဲကြည့်ပါ နော်။ဘာနောက်ဆုံးနေနဲ့ပြောသွားတာဘာလဲဆိုလို့ရှိရင် goals တွေကိုထားရှိဖို့အတွက်ရယ်ကိုရီးယားအခက်ခဲတွေ challenges တွေကြုံလာတဲ့အခါမှာဘယ်လို consistent ရှိရှိနဲ့ကိုကိုကို motivate လုပ်ပြီးတော့သွားနိုင်မလဲဆိုတဲ့အကြောင်းအရာတွေရယ်။နောက်တစ်ခါကိုရဲ့ the bigger vision ပေါ့နော်။အော်ဒီကြာရှုံးမှုလေးသေးလေးကအဲ့လောက်ရေးမကြည့်ဘူး။ကိုသွားမယ်လမ်းအဝေးကြီးပဲရှိလေဆိုရင်အဲ့ bigger picture ကိုကျမတို့တွေက visualize လုပ်ထားဖို့ vision board လေးတွေထားရှိရထားရှိဖို့ you know တခါလေးကြာလို့ရှိရင်လည်းအရန်ခက်ခဲလို့ရင်လည်း break လေးယူဖို့ flexible ဖြစ်ဖို့ support လေးတွေရှာဖို့အဲ့ဒါလေးတွေအရင်ရေးကြည့်တယ် small consistent actions ကအရင်ရေးကြည့်တယ် celebrate yourself celebrate the little wins တိတိလေးတွေကိုလည်းကျမတို့တွေကအောင်မြင်မှုလေးတွေကို celebrate လုပ်ပါခါလေးကြာရင်ကျမငယ်တော့လည်းအဲ့လိုပဲခုကိုအရင် push down လုပ်တဲ့အခါမျိုးမှာစိတ်ကလည်းညစ်ကြသေးတယ်ကြိုးကလည်းကြိုးစားရသေးတယ်စိတ်သက်ပါကြာရဆိုအဆင်မပြေဘူးလေဆိုတော့ကျမတို့အာကျမတို့အောင်မြင်မှုတိတိလေးတွေကို celebrate လုပ်ပါ စာမွေးဖြည့်ပြီးတိုင်းမှာမုတ်သွားစားရလို့အပြည့်သွားရလို့ဆက်သက်ဖြစ်ပေါ့ celebrate လေးလုပ်မယ်ကို့မှာရှိတဲ့အရာလေးတွေကိုရောက်ရဲပါ grateful ဖြစ်ပါအော်ကို့သွားချင်တဲ့အရာတော့ကို့လိုချင်တဲ့အရာတော့အကြီးပေါ့ဒါပေမဲ့လေကိုရီးယားအဲ့ဒီဟာကိုပဲအမြဲတမ်း focus ပြီး design ပဲလုပ်နေတဲ့အခါမှာကို့မှာရှိနေတဲ့အရာလေးကိုကို grateful ဖြစ်ဖို့မေ့နေတတ်တယ်ဥပမာဘာလဲဆိုရင် ကျောင်းတော့ကအရန်ပဲစရီစ조사ခဲ့တဲ့အချိန်မှာတော့ကိုကအရန်စိတ်ရဖို့ကောင်းတယ်အဲ့လိုမျိုးကြီးတွားနေတာပဲဖြစ်ခဲ့တယ်တကယ်တမ်းကျတော့ကိုရဲ့ကြွပြီးကြမ်းမာပြီးတော့ငယ်တဲ့ခန္ဓာကိုယ်ပေါ့နော်အဲ့ဒါလေးကိုကျမတို့ကသိပြီးသွားတော့ခရုပဆိုင်ပြီးကြအောင်အော်ငါတော်တော်ကြမ်းမာနေတာပဲအခုချိန်မှာမကြမ်းမာတဲ့အချိန်ကျတော့မှကိုရဲ့ကြမ်းမာခြင်းကအရန်ကောင်းတယ်ရပါလားဆိုတော့သိလာလေဆိုတော့ ဲ့လိုမျိုးပေါ့နော်ကိုကဗာလေးတွေကကိုက grateful ဖြစ်လဲနေတိုင်းနေတိုင်းအဲ့လိုမျိုးလေးတွေရေးချပါအဲ့လိုမျိုးလေးတွေလည်းတွေးပေးပါ Yeah okay လိုချင်တဲ့ပတ်နိုင်ရလဲဟိုမှာအကြီးရှိတယ်အခု loss မကားရှိမှရှိနေတဲ့အရာတွေတော်လည်းငါကျေနပ်တယ်ရောင်ရဲတယ် What is the one goals that you working on right now အဲ့တော့အခုလာကြည့်နေတဲ့လူငယ်တွေအခုမှရှိတဲ့ goals ကဗာလဲဗာလေးကိုတော့တော့စူးစမ်းနေတာလဲ comment below this is the end of the you development series အာအထောက်အကူဖြစ်တဲ့ဆိုလို့ရှိရင်လည်း like and share. Assalamualaikum. No Bye.